ုံးမဲ့မင်္ဂလာပါရှင်ကျမတို့ online server အနေပြီးတော့စိတ်ပန်းဆိုင်ရာနဲ့ပတ်သက်တဲ့ content လေးတွေကိုညွှန်ပြနေတာဖြစ်ပါတယ်။သင်ရဲ့အချိန်5မိနစ်စာလောက်ကိုကိုယ့်ရဲ့စိတ်ပန်းဆိုင်ရာအတွက်ကျမကိုအနေငယ်ပေးဖို့အတွက်မြစ်သားရဲ့ခံပါတယ်။ကျမတို့ဒီနေ့ episode လေးမှာတော့အခုလိုတဘာဝဘေးရန်တွေကြုံတွေ့ပြီးတဲ့နောက်မှာကိုယ်ကိုယ်တိုင်ကြုံတွေ့ရတော့လကောင်၊သူများကြုံတွေ့ရတာတွေကိုမြင်ရတွေ့ရကြားရတာတော့လကောင်၊ survivor တွေကိုကူညီပေးတဲ့သူတွေပဲဖြစ်ဖြစ်ပေါ့နော်။အခုလို crisis ကာလမှာကျမတို့အိတ်ဆက်ခြင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်အခက်အခဲတွေအများစွာ ရှိနေကြပါတယ်အဲ့တော့ကျမတို့ဒီလိုရှိနေရဆိုရင်လည်းဒါကိုယ်ကတယောက်တည်းတော့မဟုတ်ပါဘူးပေါ့နော်ကျမတို့အခုချိန်မှာအာစိတ်ပိုင်းဆိုင်ရာအခြေအနေတွေအစင်မပြေဘူးစိတ်ကလေးနေမကောင်းတဲ့အချိန်မှာအိတ်ဆက်ခြင်းကအရန်ကိုခက်ခဲလာပါတယ်ခေါင်းပေါ်စွာအိတ်ဆက်ခြင်းဆိုတဲ့အရာကတော်တော်နဲ့ကျမတို့အလန်းဝေးနေတယ်လို့လေးဖြစ်နေတယ်ပေါ့နော်အဲ့တော့အခုဒီ content လေးမှာတော့ကျမတို့ ကိုကဘလိုမျိုးလေးစိတ်ပန်းဆိုင်ရာနဲ့ခေါင်းမော်စွာအိပ်ဆက်ခြင်းနဲ့ဘလိုသက်ဆိုင်လဲဆိုတဲ့အကြောင်းလေးကျွန်မများဝေပေးခြင်းပါတယ်။အဲ့တော့ခုကျွန်မတို့ဒီလိုမျိုး crisis ကာလကိုကြော်ဖြတ်တဲ့အခါမှာ recovery ယူဖို့စိတ်ပန်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာ recovery သွားဖို့အတွက်မှာအိပ်ဆက်ခြင်းဒီအင်မတန်မှအရေးပါပါတယ်ပေါ့နော်။အဲ့တော့ကိုက shelter မှာပဲဖြစ်ဖြစ်တန့်နေမှာပဲဖြစ်ဖြစ်ကိုအိမ်ကိုရမရောက်သေးပေမဲ့လည်းဒီလိုမျိုးဘယ်နေရာရောက်နေရောက်နေကျွန်မတို့တည်ထားဖို့ကကျွန်မတို့ခန္ဓာကိုယ်ဒီ trauma နဲ့ကြုံရတယ်ပေါ့နော်။စိတ် ထိခိုက်မှုရောခန္ဓာကိုယ်ထိခိုက်မှုရောသဘာဝဘေးအန္တရာယ်ကပေးတဲ့အန္တရာယ်တွေကို survive လုပ်တဲ့အချိန်မှာအင်မတန်မှသူ့မှာလဲဒါထိခိုက်ဒဏ်ရာလေးတွေရရှိနေနိုင်တယ်ပေါ့နော်အဲ့တော့ကျမတို့ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုအနားယူပေးဖို့အတွက်လိုအပ်ပါတယ်အဲ့တော့ကျမတို့ဒီဒီလိုမျိုးအရန်ကြောက်စရာကောင်းတဲ့အသက်အန္တရာယ်နဲ့ကြုံရတဲ့အခြေအနေတစ်ခုကိုဖြတ်တန်းရတဲ့အချိန်မှာကျမတို့ရဲ့အာယုံကြောစနစ်တွေပေါ့နော်အဲ့ဒါတွေဒီအမြဲတမ်း alert ဖြစ်နေတယ်အမြဲတမ်းကိုယ်ဒီဘာဖြစ်မလဲမသိဘူးထပြေးရ မှာလားထပြီးတော့ fight လုပ်ရမှာလားဒီ survival response တစ်ခုထဲမှာကျမတို့ body ကဝင်နေတယ်ပေါ့နော်ဒါကလည်းကို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 ရဲ့စိတ်ကိုကိုရောအတွက်ဒါတဘာဝစနစ်တစ်ခုပဲပေါ့နော်ကျမတို့ခန္ဓာကိုယ် safe ဖြစ်ဖို့အတွက်ဒီလိုလေးတုံ့ပြန်ရတယ်ဆိုတာအဲ့တော့ကျမတို့အခုဒီလိုဖြတ်သန်းရတဲ့အချိန်မှာအိတ်ဆက်ချင်းက ဒါအရေးကြီးဆုံးအခက်ခံတာတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ဘာလို့အိတ်ဆက်ဖို့လိုတာလဲဆိုရင်ကျမတို့ရဲ့အုံနောက်ကိုဒီဖြစ်ဖြစ်သွားတဲ့အရာတွေကို process လုပ်နိုင်ဖို့အတွက်နောက်ဆက်ခန်းစားချက်တွေကိုထိန်းညှိနိုင်ဖို့အာစိုးရိမ်ပူပန်မှုများနေတယ်ဆိုရင်လည်းဒီစိုးရိမ်ပူပန်တဲ့စိတ်တွေကို short ချနိုင်ဖို့နောက်တစ်ခုကကျမတို့ရဲ့အရေးကြီးဆုံးကိုယ်ခံအားစနစ်ပေါ့နော် immune system ကိုလည်းအထောက်ပံ့ပြုနိုင်ဖို့ဖြစ်ပါတယ်အဲ့တော့အခုချိန်မှာတော့ဘယ်သူမှ တကယ် quality sleep ကို9နာရီ10နာရီခေါင်းခေါင်း8နာရီနဲ့သူဆိုတာရှားပါတယ်ဒါ ါပေမဲ့လည်းကျမတို့ဘလို့ပဲအဲ့အဲ့ဒီ micro rest ပေါ့နော်သိငယ်တဲ့အချိန်လေးတွေပေးပြီးတော့ break လေးတွေပေးပြီးတော့အနားယူခြင်းလေး7မိနစ်ပဲဖြစ်ဖြစ်9မိနစ်လေးပဲဖြစ်ဖြစ်မျိုးလုံးလေးမှိတ်ပြီးတော့ကျမတို့ခန္ဓာကိုယ်ကိုအိပ်စက်အနားယူပေးဖို့လေလိုအပ်ပါတယ်9မိနစ်ရရ7မိနစ်ရရပေါ့နော်နောက်တစ်ခုကလည်းအဲ့ မပျော်သည့်တိုင်အောင်အာကျမတို့ဟိုထိုင်နေရင်းနဲ့ပဲဖြစ်ဖြစ်အာလျှောင်းနေရင်းနဲ့ပဲဖြစ်ဖြစ်မှာအသက်ရှူတာလေးတွေလေ့ကျင့်ရင်းနဲ့ကျမတို့ resting moment လေးတွေအနားယူတဲ့အချိန်လေးတွေကျမတို့ကိုကိုကိုလေးပေးဖို့လိုအပ်ပါတယ်အဲ့တော့ခုနကျမတို့ဒီလိုခက်ခဲတဲ့အနေအထားမှာလူရောင်ဘယ်နှနေရာမှမသိဘူးအိပ်ဆက်ခြင်းကပိုဆိုးတယ်ပေါ့နော်အဲ့တော့အဲ့လိုအချိန်တွေမှာကျမတို့ဒီအကောင်းဆုံးအိတ်တာကိုလုပ်ငန်းဆိုင်တရက်အနေနဲ့အကောင်းဆုံးဖြစ်အောင်လေးလုပ်ဖို့လေးလိုအပ်တယ်ပြီးရင် ကျမတို့ကို ဒီနေရာရတဲ့ကိုယ့်ရဲ့တကူရေတကာရနေရာလေးမှာလည်းလုံကြုံတဲ့ရဲ့ဝန်းလေးတစ်ခုကိုဖန်တီးဖို့လိုတယ်။ကျမတို့ဗာလေးတွေနဲ့ပဲပြင်ဆင်ရပြင်ဆင်ရကျမတို့ရဲ့ဒီအနားယူတဲ့နေရာလေးတွေကိုတန်တန်ပြန်ပြန်စနစ်တကျလေးနေတဲ့ထိုင်းလေးလေးပေါ့နော်တသက်ရရလေးဖြစ်ပြီးတော့ကျမတို့အလင်းတွေကိုလည်းကာရင်းနဲ့ဒါအလင်းကာရဲဆိုတာခုနမျက်လုံးကိုပဲတခုခုနဲ့အုပ်တာပဲဖြစ်ဖြစ်ကျမတို့အတွက်အုံနောက်ကိုအနားပေးဖို့လေလိုမယ်ပေါ့နော်နောက်တစ်ခုကအကယ်၍များကိုက ဒီငှက်တန်လေးတွေနားထောင်ရင်းနဲ့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ဟိုဘုရားရှိခိုးတန်တွေနားထောင်တာပဲဖြစ်ဖြစ်ဒီကို့အတွက်စိတ်လုံးကြုံစရာဖြစ်စေတဲ့အတန်မျိုးလေးတွေကိုနားထောင်ရင်းနဲ့ကျမတို့အနားယူလို့ရတယ်နောက်ဆုံးတစ်ခုကတော့ကျမတို့အနားယူပါဒီ guilty ဖြစ်တဲ့ feeling မပါဘဲနဲ့အနားယူခြင်းပေါ့နော်အဲ့တော့အခုကျမတို့အသက်ရှင်နေရတာ နေကိုလုံလောက်ပါတယ်ကျမတို့ guilty ဖြစ်တယ်ဆိုရက်ခံစားချက်လေးတွေကိုပေးနာလေးမှာခဏချထားပြီးတော့ကိုယ့်ရဲ့စိတ်ကောကိုရောအနားယူပေးဖို့ရှင်သန်နိုင်ဖို့အတွက်ကျမတို့လိုရပါမယ်ပေါ့နော်အဲ့တော့နောက်ဆုံးအနေနဲ့ကျမတို့ခန္ဓာကိုယ်ကြီးဒီအင်မတန်မှဉာဏ်ရှိပါတယ်အင်မတန်မှ powerful ဖြစ်ပါတယ်စိတ်ကောကိုရောပေါ့နော်ပေါင်းဆက်ခြင်းဟာကျမတို့အခုကိုဖြစ်တဲ့အန္တရာယ်တွေမှာပြန်ပြီး recovery ဖြစ်ဖို့လည်းသူဒီပြန်ကြိုးစားနေတယ် survival stage တွေကိုလည်းကြော်ဖြတ်နေတယ်ပေါ့နော်ဆိုတော့သူ့ကိုပို့ပြီးတော့ ထောက်ပံ့ဖြစ်စေဖို့ကကျမတို့အိတ်ဆက်ချင်းလေးကိုရားသလောက်လေးလုပေးဖို့လိုပါတယ်။အိတ်ဆက်ချင်းဒီပြင်းရည်ချင်းလည်းမဟုတ်ပါဘူး။ကျမတို့ recovery အတွက်ကိုသွားနေတာပါ။အဲ့တော့ကျမတို့အကောင်းဆုံးစူးစမ်းနေတဲ့၍ဒါကတင်းထွက်လုံလောက်ပါတယ်။အဲ့တော့9မိနစ်ပဲဖြစ်ဖြစ်10မိနစ်ပဲဖြစ်ဖြစ်ကျမတို့ကိုကိုကိုအနားယူချင်းလေးပေးဖို့အတွက်အားလုံးကိုမြတ်တရရခံချင်ပါတယ်။ကျမတို့ဒီတရက်ပြီးတရက် ျမတို့ရဲ့ဖြတ်တန်းမှုတွေကလည်းဒါအင်မတန်မှအအရေးကြီးပါတယ်ဖြတ်တန်းနေနိုင်ခြင်းကိုလည်းကျမအခုဒါလေးနားထောင်နေနိုင်ပြီဆိုရဲဟိုဟာသင်အတွက်ကျမအခုယူပါတယ်ရှင်အတော့ကောင်းမွန်စွာအိပ်စက်ခြင်းလေးကိုတောင်းဝန်ဝတ္တရတရက်အဖြစ်နဲ့ကျမတို့ကုဖို့အတွက်အတူတူလေးသွားရအောင်ပေါ့နော်အတော့အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေရှင်